စီဗီဗန်အသင်းနဲ့ပြီးဆုံးပါရှိနေပါတယ်ဟုတ်တယ်အဖတ်ကဝါသာအနည်းဆုံးပါစီဗီဗန်ကတင်းနဲ့အနည်းဆုံးပါရှိနေအနည်းဆုံးပါစီဗီဗန်ရှိနေဗီဒီယိုတွားရောက်ခြင်းတွေ UK visa အတွက် IELTS ဆမွေအတိတ်ခုနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတစ်ခုကိုဂျွန်ရှိရနေက British Council မှာပြုလုပ်ခဲ့ပါတယ် UK visa အတွက်စာမိုးဝဲတစ်ကအရင်စာမိုးဝဲတွေနဲ့ဘာတွေကွာခြားသလဲ IELTS စာမိုးဝဲဟာအင်္ဂလန်၊ဩစတြေးလျ၊နယူးဇီလန်၊ကနေဒါနဲ့အမေရိကန်စတဲ့နိုင်ငံတွေပြင်အင်္ဂလိပ်ဘာသာစကားတွင်တွင်ကျကျအသုံးပြုတဲ့နိုင်ငံတွေမှာပညာသင်ပေတွားရောက်နေထိုင်မယ်ဆိုရင်မဖြစ်မနေလိုအပ်တယ်လို့ဦးရောဘတ်တင်မြင့်ကပြောပါတယ်။ IELTS စာမိုးဝဲအတွက်အထောက်အကူပြုမယ်မှတ်တမ်းမှတ်ရာပစ္စည်းပြည့်စုံကိုလည်း British Council မှာပြင်ဆင်ပေးချလို့ကျောင်းသားတွေအတွက်အဆင်ပြေစေတယ်လို့ပြောပါတယ်။ ဒီ IS ကို UK, Australia, New Zealand, Canada, USA စတဲ့နိုင်ငံတွေအပြင်တခြားဒီနေ့စကားပြောတဲ့နိုင်ငံတွေမှာလည်းတွင်းကြဲကြဲနဲ့သုံးလာတယ်။သုံးလာတဲ့အကြောင်းဒီဆောင်ဝဲကဒီအများအပြင်ကျွန်တော်ပြပောက်ကိုဖတ်ပြီးတော့ဒူပြင်းအင်္ဂလိပ်စာအင်္ဂလိပ်စာသုံးတယ်အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကိုသွားပြီးတော့အခြေချနေထိုင်မယ်၊ကြောင်းတက်မယ်၊ပညာသင်မယ်ဆိုရင်တော့ဒါမှပြင်းနေဖြစ်ရတဲ့အားမျိုးဖြစ်နေတဲ့အကြောင်းဒီဟာနဲ့ပတ်သက်လို့ပေါ့။ကျောင်းသားတွေကိုအခွင့်အလမ်းလေးပေါ့နော်။ဒါလေးကို provide လုပ်ခြင်းနိုင် တယ်နောက်တစ်ခုကတော့ဒီနောက်ပြင်ဆင်ဖို့ဘာညာဆိုရင်လည်းပဲကျွန်တော်တို့အခုစဉ်ဒီကျွန်တော် British Council စာကြည့်တိုင်းမှာဒီပြင်ဆင်ဖို့ facility တွေစာအုပ်စာတမ်းတွေကိုပြည့်စုံထားပေးထားတယ်တစ်ဖက်ကလည်းကျွန်တော်တို့ဒီလူလိုမျိုးပွဲလေးတွေလုပ်ပြီးတော့ information တွေကို provide လုပ်ပေးရပါတော့ဆိုတော့အားလေးတွေကအကြောင်းအရာတွေအများကြီးကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအခုမိတ်ဆက်တဲ့ UK visa အတွက်စာမွေးအသေးဟာလည်းအရင်စာမွေးတွေနဲ့ကွာခြားမှုတိတ်မရှိတာကြောင့်ကျောင်းသားတွေအနေနဲ့ပုံမှန်တိုင်းပြင်ဆင်ပြည့်စုံသွားမယ်ဆိုရင် အဆင်ပြေစေတယ်လို့ပြောပါတယ်။ဒီဆွေးနွေးပွဲမှာ IELTS ကနေ IELTS Life Skill နဲ့ IELTS UK VI ကိုအသစ်ဖြတ်မိတ်ဆက်တာဖြစ်ပြီးဘုသူတရအောင်လာနာထောင်တဲ့ဒေါက်တာပိုးနူထေက UK VI ဆိုတာ UK အတွက် Visa နဲ့ Immigration ဆိုတာအခုမှသိရတာလို့ဆိုပါတယ်။ IELTS ဆောင်ပွဲကိုဒီဘမထွက်ခင်ဘယ်ချိန်ဖြည့်ထားတယ်လဲရမှတ်ပေါ်မူတည်ပြီးဘယ်တော့ထပ်ဖြည့်ဖို့လိုလဲဆိုတာတွေကိုလည်းသိခဲ့ရတယ်လို့ဆိုပါတယ်။ IELTS ကအခုပေါ့နော် IELTS life skill ရယ်နောက်တစ်ခါကျတော့ IELTS UKVI ရယ်ဆိုပြီးတော့မှအသစ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းကိုလည်း knowledge ကိုကမရှိသေးဘူးအားကြောင့်မလို့ဒီမှာပြောမယ်ဆိုတော့အိလင်းကြီးတို့ကပြောပြရလို့အားကြောင့်မလို့တည်ရလို့ဒီကိုလာခဲ့တာပါအဲ့တော့အစအမှ UKVI ဆိုတာဘာမှလည်းမသိပေါ့နော်တော့မှအခုမှအဲ့တော့ visa ရယ် immigration ရယ်အတွက်လိုတာတို့နောက်တစ်ခါကျတော့အဲ့ဒီ level alike ရယ် IELTS ရယ် band score တွေနဲ့ညီညီမျှတဲ့ဟာမျိုးတွေကိုအဲ့လိုမျိုးတွေရယ် knowledge ရရတယ်နောက်တစ်ခါကျတော့ကိုသွားတက်မဲ့အကြောင်းအတွက်ဆိုလို့ရှိရင်အဲဘယ်တော့ ော့ IELTS ဖြေထားလဲအဲ့ရတဲ့အမှတ်ပေါ်မူတည်ပြီးတော့မှဘယ်တော့ထပ်ဖြေရမလဲအဲ့လိုမျိုးတွေလည်းပြီးခဲ့ရပါတယ်။နောက်ပြီးတော့မသိရတွေကိုလည်းဆရာကိုမေးခဲ့ရပါတယ်။